အားလုံးပဲမင်္ဂလာပါကဘာတိုက်ကြီးတွေကိုဖျက်တမ်းပြီးတည်ရှိနေတဲ့တောင်တန်းကြီးတွေအကြောင်းတွေးကြည့်မိဘူးပါသလားဒီဗီဒီယိုမှာတော့ကဘာရာသီဥတုတွေရှေးဟောင်းရင်ကျေးမှုတွေနဲ့အံပွဲရှုကင်းတွေကိုဖန်တီးပုံဖော်ပေးထားတဲ့ကဘာအရှိလျားဆုံးတောင်တန်းကြီး၃ခုအကြောင်းလေ့လာကြည့်မှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့ဖော်ပြချင်တာကတော့ Andy Stoneland ကြီးပါ။တောင်အမေရိကတိုက်ရဲ့ကြောရိုးလိုဖြစ်နေတဲ့ဒီတောင်တန်းကြီးကကီလိုမီတာ9000လောက်ရှည်လျားပြီးတော့ကမ္ဘာအရှည်လျားဆုံးတောင်တန်းကြီးဖြစ်ပါတယ်။တောင်အမေရိကတိုက်ရဲ့အနောက်ဘက်ခြမ်းတစ်လျှောက်ဗင်နီဇွဲလား၊ကိုလံဘီယာ၊အီကွေဒေါ၊ပေရူ၊ဘိုလီးဗီးယား၊ချီလီနဲ့အာဂျင်တီးနားဆိုတဲ့9နိုင်ငံကိုဖြတ်သန်းတည်ရှိနေပါတယ်။ ဒီတောင်တန်းကြီးတွေကမြင်မာယုံတသက်ပဲမဟုတ်ပဲအဲ့ဒီနေရာမှာတည်ရှိနေတဲ့ဘဝတွေကိုလည်းပုံဖော်ပေးနေပါဗါးအာဂျင်တီးနားနိုင်ငံထဲမှာဆိုရင်တော့ပင်လယ်ရေမျက်နှာပြင်အထက်မီတာ9000နီးပါးမြင့်နေတဲ့အကွန်ကာဂွာတောင်ထက်ရှိနေပြီးတော့အဲ့ဒီတောင်ကအနောက်ဘက်နဲ့တောင်ကဘာချမ်းတွေရဲ့အမြင့်ဆုံးတောင်ထိပ်ပဲဖြစ်ပါတယ်ဘိုလီးဗီးယားနိုင်ငံရဲ့မြို့တော်လာပတ်စ်လိုမျိုးမြင်မာတဲ့မြို့တော်တွေ ကဘာအမြင့်ဆုံးရေချောင်းနဲ့သွာလာနိုင်တဲ့တီတီကာကာရေအန်ကြီးတွေတည်ရှိနေတဲ့တောင်တန်းကြီးပါတောင်တန်းကြီးပေါ်မှာတည်ရှိနေတဲ့မြစ်တွေမိုးရေတွေကနေရေအားလျက်စစ်ထုတ်ယူလျက်ရှိပြီးတော့ဖြတ်တန်းတည်ရှိနေတဲ့နိုင်ငံတွေရဲ့လျက်စစ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနေပါတယ်။တောင်တန်းကြီးရဲ့မြေအောက်မှာတော့ကျင်းဤရွှေငွေဆိုတဲ့တပ်တုတွေပြည့်နှက်နေတာမို့စီးပွားရေးရဲ့အသက်သွေးကြောလည်းဖြစ်နေပါသေးတယ်။ မြေပေါ်မှာတော့လာမခွန်တော်ဝတ်ဝင်တဲ့အပင်မျိုးစိစတဲ့ဇီဝမျိုးစုံမျိုးကွဲတွေတည်ရှိနေတဲ့နေရာကြီးပါပေရူးနိုင်ငံတောင်ထိပ်မှာတည်ရှိတဲ့ရှေးဟောင်းအင်ကာမျိုးတော့မချူပီချူနဲ့ဘိုလီဗီးယားမှာတည်ရှိတဲ့မိုးရာသီမှာဆိုရင်မှန်ချက်ကြီးတစ်ချက်လိုဖြစ်သွားတယ်ကမ္ဘာအကြီးဆုံးစားပင်ဆလာဒီအူရူနီတို့တည်ရှိရာဒေသကြီးလည်းဖြစ်ပါတယ် ဒါအပြင်ဒီဒေတာကပစိဖိတ်မိကွန်းထဲမှာပါဝင်နေတာဖြစ်တဲ့အတွက်ကဘာပေါ်မှာမီးတောင်အပြင်းထန်ဆုံးဇုံတွေတဲကတခုလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့အာဖရိကတရဲ့တောင်ဘက်စွန်းမှာဖြတ်တန်းဖြာထွက်နေတဲ့တောင်ပိုင်းမဟာတောင်တန်းကြီးပါ။တောင်အာဖရိကလီဆိုတိုအစ်ဆော်တီနီနမီးဗီးယားနဲ့အန်ဂိုလာဆိုတဲ့နိုင်ငံတွေကိုဖြတ်တန်းပြီးတော့ကီလိုမီတာ9000ကျော်နဲ့တည်ရှိနေတဲ့ဒီရှေးကျတဲ့မြေမျက်နှာသွင်ပြင်ကို တောင်တန်းကြီးလို့ပြောဖို့ခက်ခဲပေမဲ့လည်းသူ့ရဲ့ကြီးမားလာတဲ့အရွယ်စားနဲ့တက်ရောက်မှုတွေကြောင့်တောင်တန်းကြီးလို့ပဲဆိုရတော့မှာပါမတ်ဆောက်တဲ့ကြောက်ဆောင်တွေရုတ်ရက်ထိုးဆင်းသွားတဲ့ကမ်းပါးတွေကုန်းမြင့်ပြင်တွေကကုန်းတော်ပိုင်းမြေမြင့်နေရာတွေနဲ့ကမ်းရိုးတန်းလွန်ပြင်နေရာတွေကိုပိုင်းခြားပေးထားပါတယ်ထင်ရှားဆုံးနေရာကတော့ငကားတောင်တန်းလို့အဓိပ္ပာယ်ရတဲ့နေရာပါအဲဒီနေရာမှာကြမ်းတန်းတဲ့တောင်ကျောတွေ ရှေလျားတဲ့ခြိုင်ဝန်းနေနဲ့ရှေးခေတ်လူသားတွေရေးဆွဲခဲ့တဲ့ကြောက်ဆောင်ပကြီးတွေရှိနေပါတယ်။ဒီတောင်တန်းကြီးက အာဖရိကရဲ့ဂေဟာစနစ်အတွက်လည်းအရေးပါပါတယ်။မြစ်ကြီးတွေအတွက်အရေးပါတဲ့ရေအရင်းအမြစ်နေရာဖြစ်ပြီးတော့အပင်နဲ့လိပ်စံမျိုးစုံအတွက်လည်းမိခိုရာနေရာဖြစ်ပါတယ်။ဒုံခဲ့တဲ့နှစ်တန်းပေါင်းများစွာကလေးကဖြည်းဖြည်းချင်းဖြစ်ပေါ်လာတဲ့ရှေးဟောင်းတောင်တန်းတွေနဲ့ဒီနေ့တန်ရှင်တန်နေစေဖြစ်တဲ့ဂေဟာစနစ်တွေ အတူရှင်တွဲနေထိုင်တဲ့နေရာကြီးပါပဲ။နောက်ဆုံးတစ်ခုဖော်ပြပေးချင်တာကတော့မြောက်အမေရိကထဲမှာရှိနေတဲ့ Rocky တောင်တန်းကြီးပါ။ကနေဒါနဲ့အမေရိကန်နှစ်နိုင်ငံကို ဖြတ်တန်းတည်ရှိပြီးတော့ကီလိုမီတာ4800လောက်ရှည်လျားတဲ့တောင်တန်းကြီးပါ။ Rocky တောင်တန်းတွေကအမြင်ပဲတင့်တယ်တာမဟုတ်ပါဘူးပထဝီအရလည်းအေးပါပါတယ်တိုက်ကြီးရဲ့ကြောရိုးဖြစ်ပြီးတော့ရေတွေကို ပစိဖိတ်သမုဒ္ဒရာဘက်ကိုစီးမလား အဒလန်ဒိတ်သမုဒ္ဒရာဘက်ကိုစီမလာဆိုတာတတ်မှတ်ပေးထားတဲ့ကုန်းနှွန်ရေခွဲမြင်လဲဖြစ်နေပါဗျ။ကြီးမားမြင့်မားတဲ့တောင်ထွတ်တွေ၊နက်ဆိုင်နဲ့ခြိုင်ဝန်းတွေ ရှိနေတဲ့ဒီတောင်နှန်းဒေသဟာအမေရိကန်လင်းယုံဖြူတွေ၊မြောက်အမေရိကဝင်းပလေတွေအပါအဝင် ရှားပါတော်ရန်လေးဆန်မျိုးစုံခိုလုံရနေရာကြီးပဲဖြစ်နေပါဗျ။ Rocky တောင်တန်းမှာကမ္ဘာကျော်အမျိုးသားဥယျာဉ်တွေလည်းရှိနေပါဗျ။ Yellowstone ဥယျာဉ်မှာဆိုရင် ရေပူစမ်းတွေ၊ရေပန်းတွေနဲ့ အမွေးရှည်နွားရမ်းကြီးတွေရှိနေတာကြောင့်နှဲ့စင်ခီးသွွားတန်းနဲ့ချီပြီးတော့လာရောက်လည်ပတ်ကြပါတယ်။ကြီးထက်မကရှိပါသေးတဲ့ရော်ကီတောင်တန်းမှာမှောင်မိုက်တဲ့မိုးကောင်းကင်ကိုထိမ့်သိမ်းပေးထားတဲ့နယ်မြေတွေရှိနေပါတယ်။အိုဒရအလင်းတန်းနဲ့ကျဲတွေကို အထင်ရှားတွေ့မြင်နိုင်တဲ့ညအချိန်မှာအလင်းရောင်ကင်းမဲ့နေတဲ့နယ်မြေတွေပါ။နေဖုံးနေတဲ့တောင်ထိပ်တွေ၊ရေကန်တွေ၊ရေခဲတောင်တွေနဲ့ရှေးဟောင်းရုပ်ကျွန်းတွေပေါ်တဲ့ခြံဝန်းတွေရှိနေတာကြောင့် ရော်ခီတောင်တန်းဟာတောင်တက်သမားတွေနဲ့တဘာဝတရားကိုချိမြတ်နိုးသူတွေအတွက်တော့အကြိုက်အတွေ့ဆုံးနေရာတစ်ခုဖြစ်နေပါတယ်။ဒါကတော့ကမ္ဘာအရှေ့လျားဆုံးတောင်တန်းသုံးခုအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။